အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ operation diamond ရဲ့အပိုင်း2ကိုဆက်လက်ပြီးတော့အတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဗီဒီယိုလေးရဲ့အဖွင့်ဒီမှာ ပြောနေကြတဲ့အတိုင်းပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့မြေတားရက်ခံလို့ကြောင်းပြောကြားလိုပါတယ်ခင်ဗျာအီဂျစ်နိုင်ငံကယီမင်နိုင်ငံမှာဆင်နွှဲနေခဲ့တဲ့စစ်ပွဲကိုဟီလ်မီကကန့်ကွက်ခဲ့ပါတယ် ရီးမဲနိုင်ငံပြည်ရဲစစ်မှာဘရင်စနစ်ကိုထောက်ခံတဲ့ရွာတွေကိုတိုက်ခိုက်ဖျက်ဆီးခြင်းကိုသူကရှုတ်ချခဲ့ပါတယ်။အစ္စရေးတို့အနေနဲ့လည်းအလွန်ဝမ်းမြောက်ခဲ့ရပါတယ်။လေရင်ပြန်ကသူတို့အတွက်အသုံးမဝင်ပေမဲ့လည်းအီဂျစ်လေတရဲရဲ့ခိုလိုမှုကသူတို့ရဲ့ဝါဒဖြန့်ချီရေးအတွက်တံပိုးအလွန်ရှိခဲ့ပါတယ်။ဟီမီက အစ္စရေးကိုရောက်တဲ့အခါမှာ အစ္စရေးလေတပ်ကကော်ဇွန်နီခင်း၍ဂျိုဆူခဲ့ပါတယ်။ သူကလည်းခိုလုံရတဲ့အကြောင်းရင်းကို Israel Radio မှတစဉ်လိုလိုလားလားနဲ့အတန်လွှင့်ပြောကြားခဲ့ပါတယ်။ဟီမီကအငြိမ်နေတတ်ပဲခီးသွားနေတတ်တဲ့သူတယောက်ဖြစ်ပါတယ်။သူကအာဂျင်တီးနားနိုင်ငံ Venosari မြို့တော်ကြောင့်ကို ကြားဖို့နေပါတယ်။ဒါကြောင့်အဲ့ဒီမြို့တော်မှာသူ့အတွက်အလုပ်တစ်ခုရှာပေးရန် Israel ကသူကပြောကြားခဲ့ပါတယ်။မောဆက်အဖွဲ့ကြီးကဟီမီရဲ့မြစ်တာရက်ခံချက်ကိုချက်ချင်းမတုံ့ပြန်သေးပဲအချိန်ဆွဲထားခဲ့ပါတယ်။အီဂျစ်တို့က ခီမီယာတွေ့ရာတင်ကြိုင်ဒါမဆိုင် အခွင့်တာဒီနဲ့ဂလဲစားချေမျိုးသောတရင်များကိုလည်းရရှိထားပါတယ်။ဒါပေမဲ့ညီသူမီဝါမကြောင်းမဖော်ထုတ်ရန် မောဆက်တို့သတိပေးခြင်းကိုခီမီကရဲစရာအနေနဲ့သဘောထားကလှည့်လျူရှုခဲ့ပါတယ်။ခမားတို့ကကိုင်ရိုကအီဂျစ်ထောင်လိုင်းရေးဘက်ကိုကျုပ်ထတ်တောင် ထင်ကြီးနေကြပါလား။ကျုပ်ကသူတို့ချောင်းကိုကောင်းကောင်းသိတယ်။ဘာမှကျုပ်တတ်မစိုးရင်လည်းအားလုံးအဆင်ပြေမှာပါလို့ပြန်လည်ပြောကြားခဲ့ပါတယ်။ သူဟာမကြာမြင့်တော်အချိန်ကာလတခုမှာဖေနိုစာရီတို့လေရင်ဖြင့်သွားရောက်ခဲ့လိပါတယ်။သူကမော့ဆက်တို့ရှာပြီးတော့မြို့ပြလေကြောင်းဌာနမှအလုပ်တခုမှာဝင်ရောက်လုပ်ကိုင်နေခဲ့ပါတယ်။ဟင်မီကရောက်ရောက်ချင်းသူ့ရဲ့ပထမဆုံးအမားကိုစတင်ပြုလုပ်ခဲ့ပါတယ်။အီဂျစ်နိုင်ငံကစာအဝင်ထွက်တွေကိုစစ်ဆေးကြည့်ရှုကြောင်းသူမေးလျော့သွားခဲ့ပါတယ်။သူက သူရောက်ရှိခဲ့တဲ့ဥရောပတိုက်တနေရာမှာအီဂျစ်မှာကြံနေခဲ့တဲ့ သူ့ရဲ့မိခင်ကြီးထံသို့ပို့စကတ်တစ်ခုပို့လိုက်ပါတယ်ဒီလိုနီးနဲ့ဟီလမီတယောက်အစ္စရေးနိုင်ငံအတွက်မှမရှိတော့ကြောင်းအီဂျစ်ထောင်လင်းရေးဖွဲ့ကသိရှိသွားပါတော့တယ်ထပ်မံပြီးတော့ဖေနိုဇာရီမျိုးကိုရောက်တဲ့နဲ့ပထမညမှာပဲသူကဒုတိယအမားကိုထပ်မံပြုလုပ်ခဲ့ပါတယ်မြို့ပြင်မှာရှိတဲ့အာရက်စားသောက်ဆိုင်တစ်ခုမှာကိုင်ရိုသူအမျိုးသမီးတူကိုသူတွေ့ရှိခဲ့ပါတယ်ထိုအမျိုးသမီးနဲ့မိတ်ဆွေဖြစ်သွားပြီးစကားစီမီပြောလိုက်တဲ့အခါမှာ သူ့မှာငွေတွေပေါလုံးလို့မီးရှို့ပြရမလားတွေးနေမိတယ်လို့ကြွားလုံးထုတ်ခဲ့ပါတယ်ဒီလိုနီးနဲ့သူက မင်းကလေးကို သူ့ရဲ့ဇလံအဆဆုံးကိုပြောပြခဲ့ပါတယ်ထို့အမျိုးသမီးကသူ့အားအလွန်စိတ်ဝင်စားသွားပြီး သူမနေတဲ့တိုက်ခန်းကို လိုက်လာခဲ့ပြီးတော့သူမနဲ့အတူအိမ်ရန်ဖိတ်ခေါ်ခဲ့ပါတယ်ထို့နောက်ဟီလမီကသူ့ရဲ့ဟိုတယ်ခန်းကိုဘယ်တော့မှပြန်မလာနိုင်ခဲ့တော့ပါဘူး နက်နက်စောစောဟီမီတယောက်စိတ်ချလက်ချအိမ်မောကြနေတဲ့ချိန်မှာအမျိုးသမီးကအိယာထဲမှာတိတ်စိတ်ထွက်လာပြီးဖုန်းနံပါတ်တကူကိုကောက်လှဲလိုက်ပါတယ်အချိန်နှဲငွေအတွင်းမှာလူ၁၀ယောက်ခန့်ရောက်လာပြီးဟီမီကိုဖမ်းချုပ်ပြီးတော့အစ္စရေးတန်ရုံကိုခေါ်ဆောင်သွားပါတယ်မော့ဆက်ထောင်လိုင်းရေးအဖွဲ့ဝင်တွေပေးတဲ့သတင်းအရဆိုဟီမီဟာနောက်၁၀ရက်အကြာမှာအီဂျစ်ကုန်သင်းဘောတစ်စီးပေါ်တွင်တင်ဆောင်ပြီးတော့အီဂျစ်နိုင်ငံသို့ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဆိုထားပါတယ်အီဂျစ်တို့ကဟီမီယာ လှုပ်ဝက်ခုံရုံမှာတင်ပြီးတော့စစ်ဆေးပြီးတဲ့အခါမှာတနက်ပြစ်တပ်ဖွဲ့ဖြင့်ကြစ်ခတ်တပ်ဖြတ်ပြီးကွက်မြက်တုတ်တင်လိုက်ပါတယ်။ဟီမီရဲ့အဖြစ်ဖြစ်ကိုအစ္စရေးလူမျိုးမူနီယာပြောပြပြီးတတိပေးခဲ့တဲ့မော်ဆာအဖွဲ့ဝင်တို့ရဲ့ဆိုလိုချက်မှာအယံကိုရှင်းလင်းပါတယ်။အသက်မသေးခြင်းရင်အစ္စရေးနိုင်ငံမှမထွက်ခွာဖို့ရမယ်ဖြစ်ပါတယ်။အီဂျစ်လေတရဲဟီမီကိုတိရှိခဲ့သူမူနီကအစ္စရေးတို့ရဲ့ဆိုလိုချက်ကိုအပြေအဝနားလည်သဘောပေါက်ထားပါတယ်။ မူနီအစ္စရေးနိုင်ငံမှပြန်လည်မထွက်ခွာမီ လေတပ်ဖို့ချုပ်ဟော့ကတခါတကယ်လာရောက်တွေ့ဆုံပြီးတော့မူနီကိုနှုတ်ဆက်ပါတယ်မကြခင်မှာမူနီနဲ့သူ့ရဲ့အဖော်ဖြစ်သူမော့ဆက်တချို့မယ်ကလေးကဥရောပသို့ပြန်လည်ရောက်ရှိလာခဲ့ပါတယ်နောက်တနေ့မှာသူတို့နှစ်ယောက်လုံးအီရတ်နိုင်ငံသို့ပြန်လည်ခဲ့ကြပါတယ်ထို့နောက်မော့ဆက်အဖွဲ့ကသူတို့ပေးထားတဲ့ဂရီတိုင်းဆက်လက်လှုပ်ဆောင်ပါတယ် မူနီဘက်ဂဒတ်သို့ပြန်ရောက်ပြီးတိတ်မကြမိမှာပဲ သူရဲ့တားငယ်လေးကအတော်နေမကောင်းဖြစ်ခဲ့ပါတယ်။ဆီယောင်ဝင်ကကလေးကိုလန်ဒန်မှာဆေးဝါးကုသတဲ့ကြောင်းအကြံဉာဏ်ပေးကြပါတယ်။မူနီရဲ့ဇနီးနဲ့ကလေးပါမကျန်အတူတကွလိုက်ပါရန်အစီအစဉ်များပြုလုပ်ခဲ့ပါတယ်။မူနီကသူ့ရဲ့မိသားစုကအီရန်သို့သွားခဲ့ကြပါတယ်။တီဟီရန်မြို့တော်မှာလေရင်ပြန်ပြောင်းစီကလန်ဒန်သို့ဖက်ခွာသွားခဲ့ကြပါတယ်။ဒါပေမဲ့အမှန်စင်စစ်မှာသူတို့လန်ဒန်ကိုမသွားခဲ့ကြပါဘူး။ ဥရောပတိုက်တနေရာမှာလေရင်ပြောင်းစီးပြီးအစ္စရေးနိုင်ငံမြို့တော်တယ်လဗီတို့အချိန်နည်းငယ်တွင် ချောမော့စွာရောက်ရှိလာခဲ့ပါတယ်။တယ်လဗီမှာ သူတို့အားလုံးကို နမည်အစ်စ်များပေး၍ဇက်မြုပ်နေထိုင်ခန်းခဲ့ပါတယ်။ဤသို့ပြင်မူနီရဖာရဲ့စွန်စားကမ်းကြီးစတင်ခဲ့ပါပြီ။နီကက်တဲကန္နာရထက်မှာ အစ္စရေးလီတပ်ပုချုပ်ဟော့ကိုနှုတ်ဆက်ခွဲခွာလာခဲ့တာ28ရက်ကြာမြောက်ခဲ့ပြီးမူနီကသူ့ရဲ့တိုက်လျင်ပြန်ကိုမောင်းတင်နေခဲ့ပြီဖြစ်ပါတယ်ခရီးရှည်ပြန်တမ်းမှုအတွက်ဒက်စီတိုင်ကီပုံများကိုလည်းတက်ဆင်ထားခဲ့ပြီဖြစ်ပါတယ်1966ခုနှစ်ဩဂတ်စ်လကုန်ကန်ဒီကာလမှာမူနီရဲ့အလာကို အစ္စရေးလက်တမတော်တခုလုံးမျော်လင့်ဆောင်စားနေခဲ့ပြီဖြစ်ပါတယ်။မူနီဟာတမနလုံးသူ့ရဲ့လုံယိုးလုံစင်တိုင်းဆက်လက်လှုပ်ဆောင်နေခဲ့ပါတယ်။သူနောက်ထပ်ပြန်တွေ့ရမှာမဟုတ်တော့တဲ့လူတွေနဲ့လည်းဆက်လက်ပြီးတော့အလုပ်လုပ်ကင်နေခဲ့ပါတယ်။သူရဲ့ဓာတ်ဆီတန်ကြီးပိုတွေကိုလည်းဓာတ်ဆီဖြစ်နေစဉ်သူကခါတိုင်းလုံနေကြတိုင်းတဘာဝကြကြဖြင့်ဓာတ်ဆီတန်ကြီးပြည့်မပြည့်ကိုလိုက်လံစစ်ဆေးနေခဲ့ပါတယ်။မူနီဟာရုရှားတင်တန်းဆရာများအလုပ်လုပ်နေသူကိုလည်းနောက်ဆုံးအချိန်ဖြစ်ကြီးရှုနေခဲ့ပါတယ်။ လေတက်စကန်မှာရှိနေတဲ့အီရန်များနီတို့မူနီကရုရှားတို့ကို မနှစ်သက်သူတူဖြစ်ပါတယ်မူနီတို့လေတက်စကန်မှာအီရန်နဲ့ရုရှားအုပ်စုတို့နှစ်စုတိုက်ပြီးတော့ရောနှောဆက်ဆံခြင်းမပြုလုပ်ကြပါရုရှားတင်တဲ့ဆရာများကအီရတ်တို့ကိုခက်ခွာခွာနေခြင်းကြောင့်ပဲမူနီတယောက်သူ့ရဲ့တက်စီတိုင်းကြီးအပုံများကိုခါတိုင်းထက်ကိုလွယ်လွယ်ကူကူပင်ထပ်မံ၍ဖြည့်တင်းနိုင်လိုက်ခဲ့ပါတယ် ။တမန်အားဖြင့်ရုရှားဆရာတို့ကစီဖြစ်ရင်သဘောတူကြောင်းမူယာဖြင့်ဖြစ်စေပြသမိဖြစ်ပြီးအနီးကပ်လာရောက်စစ်ဆေးကြည့်ရှုမှာမဟုတ်ပါ။ရုရှားတင်တဲ့ဆရာများကနနက်စာစားတောက်နေကြပြီးညီပြင်းအမှုထမ်းများကလည်းမိမိတို့ရဲ့အမျိုးသားချင်းဖြစ်သောမူနီကိုအရာရှိတူစေခိုင်းသောအမိန့်ကဲ့သို့နာခံလိုက်ကြပါလေ။နောက်ဆုံးတော့အချိန်တန်ခဲ့ပြီးသူ၏ဂျက်လျင်သည်တဘောဘောနဲ့ ကောင်းကင်ရံကိုတဟုန်တိုးတိုးတက်သွားခဲ့ပါတယ်။မူနီကဤကဲ့သို့တွေးလိုက်ပါတယ်။ငါအားလုံးကိုမေးပြရတော့မယ်။လေရင်ပြန်သည်မြေပြင်မှတက်သည်နဲ့သူသည်ဘက်ကဒတ်မြို့တော်စီသို့ဥတီမောင်းနှင်ခဲ့ပါတယ်။လေရင်ခီးရှေပြန်တန်းစဉ်တမာရိုးကျပြုတ်လုတဲ့အစီအစဉ်ကိုပင်ပြုတ်လုနေစေဖြစ်ပါတယ်။မိနစ်ပိုင်းအတွင်းမှာပဲမူနီရဲ့လေရင်ကိုစကမ်းမှလုံးဝမမြင်ရတော့ပါအဲ့ဒါနဲ့မြေပြင်စကမ်းမှာကြံရည်သူများသူ့ရဲ့လေရင်ကိုမမြင်ရတော့တဲ့အခါမှာ ။မူနီကချက်ချင်းပဲလေရင်လမ်းကြောင်းကို နောက်တောင်ဘက်သို့ပြောင်းလိုက်ကာဂျော်ဒန်နိုင်ငံကိုဦးတည်ခဲ့ပါတယ်။ဒိုမတ်စင်အစ္စရေးနိုင်ငံစီကိုဆက်လက်ပြန်တန်းလာခဲ့ပါတော့တယ်။မူနီကအစ္စရေးတို့သူ့အားပြထားတဲ့ငွေလိမ်ငွေကောက်လေရင်လမ်းကြောင်းများတိုင်းလိုင်းလံပြန်တန်းခဲ့ပါတယ်။သူ့အတွက်အလုံးစုံကထိတ်လန့်ပွေအကောင်းသောအချိန်ကာလတစ်ခုပင်ဖြစ်နေခဲ့ပါတယ်။မင်းနဲ့ပိုင်းတွင်မှာပဲသူ့ရဲ့လင်းရင်ပြန်ကိုပြစ်ချနိုင်ကြတော့မှာလားဒါမှမဟုတ် သူ့အားမထီပဲလွတ်သွားမယ်ဆိုရင်လေသူဒီသူ့ရဲ့အမိနိုင်ငံကိုပြန်လာနိုင်တော့မှာမဟုတ်ပါမူနီဟာအစ္စရေးနိုင်ငံမှာရှိတဲ့ဘဝတဲ့တစ်ခုစီကိုဦးတည်ပြီးပြန်တန်းလာနေခဲ့ပါပြီထိုနိုင်ငံဒီသူ့ရဲ့နိုင်ငံသားတွေအတွက်ရန်သူနိုင်ငံတစ်ခုပဲဖြစ်ပါတယ်အီရတ်တို့ကသူ့ကိုတစ္ဆာဘောက်တူအနေနဲ့ပြစ်တင်ဝေဖန်ရှုတ်ချကြမိများမလွဲဧကန်ဖြစ်ကြောင်းသူသိရှိထားပါတယ်အစ္စရေးနိုင်ငံမှာခိုလိုနေစဉ်အတွင်းမှာလည်းသူ့ကိုတပ်ပြန်စူးစမ်းကြပါအောင်မယ် မူနီရဲ့စကားပြောကကတကြီးကြီးနဲ့ညီလာခဲ့ပါပြီ။သူ့ရဲ့နေပြင်စခန်းကလည်းပြန်ဆင်းလာဖို့အမိန်ပေးနေခဲ့ပါပြီ။မူနီကတော့ဆက်လက်မောင်းနေနေစေပါ။နေပြင်မှာအမိန်ထက်မှန်ရောက်ရှိလာခဲ့ပါတယ်။ဒီတခါမှာမူနီပြန်မလှည့်ပါကလေရင်ကိုတစ်ချရနိုင်မယ်လို့ဆိုထားပါတယ်။ ရုရှားတို့ကသူ့ရဲ့တငယ်ချင်းအီရက်လေတရဲတွေကိုသူ့နောက်မှာလိုက်၍သူ့လေရင်ကို တိုက်ချရန်စီခိုင်းနိုင်ပါတယ်။ဂျော်ဒန်နိုင်ငံသားတို့သူချင်းကန့်လာတဲ့ခါမှာလဲဂျော်ဒန်လေရင်ပြန်ပြီးတက်လာပြီးသူ့ရဲ့လေရင်အားတိုက်ချနိုင်ပါတယ်။ဒီချက်တွေကိုသူကကြိုတင်ပြီးတော့တွက်ဆထားပါတယ်။မူနီဟာကြောချမ်းသွားခဲ့ပါတယ်။ဂျော်ဒန်ဘရင်ဟူစိန်ရဲ့လေတရဲတွေကကျွမ်းကျင်မှုရာမှာနမဲကြောချသူများဖြစ်ပါတယ်။ဒါပေမဲ့အီရက်လေတရဲမူနီကသိတ်တော့ကရောက်เสียပြဿနာလေးတစ်ခုရှိနေခဲ့ပါတယ်။ အမှန်စင်စစ်ပြဿနာမှာတော့မောဆက်တချို့မယ်အမေရိကန်မလေးပဲဖြစ်ပါတယ်တကယ်တော့မူနီတယောက်သူမပေါ်တန်ရောစဉ်တွင်နေမိခဲ့ပြီးဖြစ်ပါတယ်သူဟာသူ့ရဲ့ဇနီးနဲ့ကလေးငယ်တွေကိုတကယ်ချစ်ပါတယ်သူတို့ကိုခွဲလဲမသွားခဲ့ပါဘူးသူ့ရဲ့မိသားစုကိုမဲ့တပေါက်မစွန့်စီရပါဘူးတော့အာမခံချက်နဲ့လေးရင်ပြန်ကိုသူဟာအစ်စရေးနိုင်ငံသို့မောင်းယူခဲ့ခြင်းပင် ဖြစ်ပါတယ်ဒါပေမဲ့မော့ဆက်တချို့မယ်လေးက ဦးနီရဲ့တောကပြာဝရနဲ့စိုးရိမ်မှုတွေကိုကောင်းကောင်းနားလည်သဘောပေါက်ထားပါတယ်။သူမအလိုရှိတဲ့အရာဒါမှမဟုတ်သူမရဲ့အထက်အရာရှိတဲ့အလိုရှိတဲ့အရာကိုသူမဟာရရှိဖို့အတွက်မူနီကိုအသုံးပြုခဲ့ပါတယ်။သူတို့နှစ်ဦးသာပဲရစ်မှာ တွေ့ဆုံကြစဉ်ကလည်းမူနီဟာမိန်းကလေးကိုမိမိရဲ့နတ်နဲတဲ့ချစ်ချင်းမေတ္တာကိုရယူပြီးတော့နိုင်ငံရေးကြီးမန်းချမ်းများတည်ဆုံအောင်လုပ်တယ်လို့ဆွဆွဲပြောဆိုခဲ့ပါသေးတယ်။ထို့ကားတရှိုးမယ်လေးကမူနီရဲ့မျက်လုံးတွေကိုပြန်လည်ကြည့်လိုက်ပြီး အောက်ပါအတိုင်းပြောခဲ့ပါတယ်ဟုတ်ပါတယ်တရှိုးဒီမှာလဲချစ်ချင်းမြတ်တာရှိပါတယ်လို့ပြန်လည်ပြောကြားခဲ့ပါတယ်သူမဟာမူနီနဲ့အစ္စရေးတို့တိတ်တဆိတ်လိုက်ပါခဲ့ပြီးသူမရဲ့အသက်ကိုဆွန့်လွတ်လျက်ဘက်ဒတ်တို့ပြန်လာခဲ့ပါတယ်ထို့ပြင်မူနီကအချိန်မရွေးထိုမိန်းကလေးကိုအစ္စရေးတရှိုးဖြစ်ချက်ချင်းပဲအီရက်ရဲ့လက်ထဲအပ်လိုက်နိုင်ပါတယ်ဒါပေမဲ့သူမဟာသူ့ကိုအသက်ပေး၍ယုံကြည် အားကိုးတွေ့တာကဲသူကလေးလည်းဖြစ်ပါတယ်။မူနီရဲ့လင်ပြားအစ္စရေးနိုင်ငံဘက်သို့တဖြည်းဖြည်းနီးကပ်လာနေခဲ့ပါပြီ။အထက်မင်းရဘက်ကဒတ်တွင်နေရစ်ခဲ့တဲ့တရှိုမာလီကြောင့်အထက်ကမူနီအားမပြောပြခဲ့ကြပါဘူး။တရှိုမာကလေးအနေနဲ့မက်ဂဒတ်မှာကြာကြာနေလျင်သူမအနေနဲ့တရှိုဆိုတာကိုအီရက်တို့ကအနည်းနဲ့မြန်ရိပ်မိကြတော့မှဖြစ်ပါတယ်။သူနဲ့သူမမကြာခဏတွဲသွားတွဲလာလုပ်နေခြင်းကိုခဏခဏမြင်တွေ့နေကြသည်မဟုတ်ပါသလားဒါပေမဲ့မူနီဟာ တတိတခုရရှိခဲ့ပါတယ်။မူနီအစ္စရေးနယ်မြေထဲရောက်တဲ့နဲ့သူမကလည်းနေဆက်မှာချက်ချင်းလိုက်ခဲ့ပါမိ။ဒါပေမဲ့မူနီဟာသူမထံကနေပြီးတော့ဂရီတခုရရှိခဲ့ပါတယ်။မူနီအစ္စရေးနယ်မြေထဲရောက်တဲ့နေ့သူမကလည်းနေဆက်မှာချက်ချင်းလိုက်ခဲ့ပါမိတဲ့။ဒါပေမဲ့တေချာပြောဆိုရေးမရပါတခုခုချွတ်ချော်ခဲ့တဲ့အခါမှာသူမအနေနဲ့ထွက်လာရင်ကိစ္စမှလည်းနှောင့်နှေးကြကြတော့မိဖြစ်ပါတယ်။အစ္စရေးတို့ကမိသွားရင်လည်းသူမအနေနဲ့နှိပ်စက်ခံရမယ်။ နောက်ဆုံးမှာတော့ကြိုးပေးခံရမှသာသူမဟာဝေကျွေးကနေကျွတ်ပါတော့မယ်။မူနီဟာအတွေးတွေထဲမှာညောနေမိပြီးတော့သူ့ရဲ့စိတ်အာရုံကို လေရင်လမ်းကြောင်းစီကိုပြန်လဲပြောင်းပြစ်ခဲ့ပါတယ်။သူ့ရဲ့ MIG 21တိုက်လီဟာဂျော်ဒန်နယ်ထဲမှာပဲရှိပါသေးတယ်။အန်ဒီရဲ့လုံးဝမကင်းသေးပါဘူး။နောက်မိနစ်အတွင်းမှာပဲဂျော်ဒန်နဲ့အစ္စရေးချားမှာရှိတဲ့ပင်လယ်တွေကို သူတွေ့ရခဲ့ပါပြီ။မိုင်ပေါင်းတော်ဝေးတဲ့နေရာတစ်ခုမှာရှိတဲ့အစ္စရေးရေဒါစကန်တစ်ခုကလေရင်ပြန်တစည်းဟာ သူတို့ကြိုတင်တက်မှတ်ထားတဲ့အချိန်အမြင့်မှပြန်တန်းလာတာကိုဖမ်းယူရရှိခဲ့ပါတယ်။ပြန်တန်းလာတဲ့လေရင်လမ်းကြောင်းမှာလည်းမူနီကိုပြပြထားတဲ့လမ်းကြောင်းတိုင်းပြန်တန်းလာနေတာဖြစ်ပါတယ်။အကြမီအစ္စရေးတို့ရဲ့တန်လျက်တိုက်လေရင်တွေကမူနီရဲ့လေရင်ပြန်ကိုနယ်စပ်မှာစောင့်ရှောက်ပြီးလမ်းပြခေါ်လာဖို့ရန်အတွက်ကောင်းကင်ရံသို့ပြန်တက်သွားကြလိမ့်မည်။မူနီဟာအစ္စရေးတို့ရဲ့တန်လျက်တိုက်လေရင်ကိုတွေ့တဲ့အခါမှာစိတ်လှုပ်ရှားပြီးထိတ်လန့်သွားပါတယ်။ ်ထိုကားအစ်ဇွေးတို့ပြပြထားတဲ့ပြန်တန်းပုံတွင်မူနီကလေရင်ပြန်ကိုပြန်တန်းပြလိုက်ပါတယ်ဒါကတော့မိမိမိသူမျိုးဝါဖြစ်ကြောင်းကိုလည်းသိရှိစေရန်အတွက်ဖြစ်ပါတယ်ထိုကားတန်လျက်တိုက်လေရင်များကသူ့ရဲ့လေရင်ဘေးမှလိုက်ပါလာကြပါတယ်သူထံသို့ဥတီပြန်တန်းလာတဲ့တန်လျက်တိုက်လျင်တွေကလှင်မြန်စွာတုံ့ပြန်နိုင်စွာရှိသူကိုမူနီတန်တော်တွေ့ခဲ့ရပါတယ်ထိုအခါမှာ မူနီဟာမိမိဖို့လုံခြုံစိတ်ချရပြီဖြစ်ကြောင်းသိရှိလိုက်ရပါတယ်။မူနီဟာလေရင်ကိုနီကတ်တဲကန္နရစကန်သို့ချော်ချော်မမောဆင်းသက်နိုင်ခဲ့ပါတယ်။မူနီဖာရက်ဟာအစ္စရေးနိုင်ငံသို့ရောက်ပြီးရပ်ပောင်းတော်ချများရောင်းလေလေနဲ့ရှောက်သွားနေခဲ့ပါတယ်။သူ့ရဲ့မောပန်းနွမ်းနယ်နေတဲ့စိတ်ဓာတ်တွေကလည်းကြာဆင်းနေခဲ့ပါတယ်။ရက်သက်တပတ်တပတ်ကျော်ကြာမှသူခမပြန်လည်ပြီးတော့မူလအနေထားသို့ရရှိခဲ့ပါတယ်။ဤနည်းနဲ့ပဲအစ္စရေးရဲ့ operation diamond ကြီးကအဆင်ပြေပြေနဲ့ အောင်မြင်ခဲ့ပါတယ်။မူနီဖာရဟာယခုအခါမှာယဇရိနိုင်ငံသားတယောက်ဖြစ်နေအေးအေးချမ်းချမ်းနေထိုင်နေခဲ့ပြီဖြစ်ပါတယ်။သူခံယူထားတဲ့နာမည်အစ်စ်နဲ့ သူနေထိုင်ရာလိပ်စာတို့ကိုလည်းလူတော်များများမသိကြပါဘူး။အစ္စရေးနိုင်ငံကို လေရင်ပြန်လူဆောင်လာခဲ့တဲ့အတွက်အစ္စရေးအာဏာပိုင်တို့ကသူအားဂတိပြုထားသည့်အတိုင်းစုငွေများကိုလည်းပေးခဲ့ပါတယ်။ထို့ပြင်မူနီကိုလည်းလူဒန်းစီအလုပ်တစ်ခုကိုလည်းပေးအပ်ထားခဲ့ပါတယ်။ဒါပေမဲ့အီရတ်လူမျိုးတို့ကသူထင်ထားခဲ့တဲ့အတိုင်းမူနီကို နိုင်ငံတစ္ဆာဖောက်လို့အစိုးရဖြစ်ကြပါတယ်။ဒါပေမဲ့မူနီက သူတစ္ဆာမဖောက်ကြောင်းမကြာခဏထုတ်ပြောခဲ့ပါတယ်။သူဟာလေရင်ပြန်ကို မောင်းနှင်ပြီးအစ္စရေးနိုင်ငံကိုခိုးဝင်လာခြင်းကလူမှုရေးအကြောင်းများကြောင့်ဖြစ်တယ်လို့လည်းမူနီကဆိုထားပါတယ်သူ့ရဲ့လုံရဟာအီရတ်လူမျိုးတို့ကလူနည်းစုဖြစ်တဲ့ကတ် လူမျိုးတို့ကိုတုတ်တင်ပြရန်ဆင်နွှဲခဲ့တဲ့လူမျိုးရေးစစ်ပွဲကိုစတင်ခဲ့ခြင်းသာဖြစ်ပါတယ်မူနီကကိုစားဝင်ပြီးတော့ကန့်ကွက်ပေးခဲ့တဲ့ကတ်လူမျိုးတို့ဒီလေယခုခါမှာအီရတ်လေယာဉ်ရဲ့ဘုံကျဲတိုက်ခိုက်ခြင်းကိုမခံကြရတော့ပါအီရင်ပဲ operation diamond ကြောင့်ပြီးဆုံးပြီဖြစ်ပါတယ် မိတ်ဆွေများအားလုံးခင်ဗျာအခုတည်းအပီးတိ live ပါကြည့်ရှုနားထောင်ပေးခဲ့တဲ့မိတ်ဆွေတူချင်းစီတိုင်းကိုလည်းအထူးပင်ကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်အားလုံးကို အထူးကျေးဇူးတင်လျက်ပါခင်ဗျာ